တစုံတယောက်ကြောင့်ကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ပျော်ရွှင်မှုတွေဟာ ငရဲကိုရောက်သွားတယ်လို့ခံစားဖို့ပါတလားအစပိုင်းမှာတော့ကောင်းမွန်ပြည့်စုံတဲ့ဆက်ဆံရေးတစ်ခုလို့ထင်ခဲ့ပေမဲ့တကယ်တမ်းကျတော့အစိတ်တစ်ခွက်လုံးကိုယ့်ဘဝကို တဖြည်းဖြည်းဖျက်ဆီးနေမှနောက်မှတိလိုက်ရတာမျိုးကြုံခဲ့ဖို့ပါတလားဒီနေ့မှာတော့လူအများစု တိတ်တိတ်ဆိတ်ဆိတ်ခံစားနေရတဲ့ဒါပေမဲ့ဘဝကိုအကြီးအကျယ်ထိခိုက်စေတဲ့ toxic relationship အစိတ်အောက်ဖြစ်စီသောဆက်ဆံရေးအကြောင်းကိုဆွေးနွေးတော်မှာဖြစ်ပါတယ်။ toxic relationship ဆိုတာဘာလဲ။ toxic relationship ဆိုတာဟာသင်ပါဝင်နေတဲ့ဆက်ဆံရေးသင်ရဲ့ချစ်သူ သင်ရဲ့အိမ်တော်ဖက်သင်ရဲ့တငယ်ချင်းသင်ရဲ့မိသားစုဝင် စသဖြင့်အဲ့ဒီတစုံတစ်ယောက်ကသင်ရဲ့ပျော်ရွှင်မှုယုံကြည်မှုနဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို စင်စက်မပြတ်ဖြက်စီးနေတဲ့အခြေအနေကိုပြောတာပါပုံမှန်အားဖြင့်ဒီဆက်ဆံရေးမျိုးမှာအပြန်အလှန်လေးစားမှုယုံကြည်မှုနဲ့ကူညီထောက်ပံ့မှုတွေပျောက်ဆုံးနေတတ်ပါတယ် A toxic relationship is one that is emotionally and sometimes physically damaging လို့အတိတ်ပဲဖွင့်ဆိုထားတာလည်းတွေ့ဖို့ပါတယ် toxic ဆက်ဆံရေးတစ်ခုမှာရှိတတ်တဲ့အမှုအကျင့်တွေကိုဆွေးနွေးတော့ပါမယ် ထမဆုံးတစ်ခုကတော့အမြဲတမ်းဝေဖန်နေခြင်းပါ constant criticism လို့ခေါ်ပါတယ်သင်လောက်တာသင်ဝတ်တာသင်ပြောတာမှန်သမျှကိုအစိုးမြင်ပြီးအမြဲတမ်းဝေဖန်နေတာမျိုးပါဒုတိယတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာလှည့်ဖြားမှုလို့ခေါ်တဲ့ gaslighting နေပါသင်ရဲ့ခံစားချက်တွေသင်ရဲ့အတွေ့အကြုံတွေကိုဒါတွေကမင်းစိတ်ထင်နေတာမင်းအလွန်အကျွံစဉ်းစားနေတာ overthinking လို့ပြောပြီးတော့ တင့်ကိုတင်တန်တရားဝင်အောင်စိတ်ရှုပ်ထွေးအောင်ပြုလုပ်တာမျိုးပါနောက်တစ်ချက်ကတော့ controlling behavior လို့ခေါ်တဲ့ထိန်းချုပ်မှုများတာပါမင်းဘသူနဲ့ပေါင်းရမယ်မင်းဘယ်ကိုသွားရမယ်မင်းဘာလုပ်ရမယ်ဆိုပြီးအသေးစိတ်ထိန်းချုပ်နေတာမျိုးပါ နောက်တစ်ချက်ကတော့ lack of accountability လို့ခေါ်တဲ့တာဝန်ယူမှုမရှိခြင်းပါပြဿနာ ဖြစ်တိုင်းဖြစ်တိုင်းမှာကိုယ်အမှားကိုဝန်မခံဘဲနဲ့တင့်ကိုပဲအမြဲတမ်းပုံချနေတာမျိုးပါ ဒီလိုအပြုအမူမျိုးတွေဟာ toxic relationship တစ်ခုမှာကြုံတွေ့ရတဲ့အပြုအမူတွေဖြစ်ပါတယ်။ဒါဆိုရင်ဒီ toxic relationship ကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ။ဒီလိုမျိုးအစိတ်အတော့တွေနဲ့ပြည်နေတဲ့ဆက်ဆံရေးတစ်ခုကိုရင်ဆိုင်ဖို့ဆိုတာခက်ခဲပါတယ်။ဒါပေမဲ့တင့်ရဲ့ဘဝဟာတင့်အတွက်အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုသတိရပါ။တင်လုံးတဲ့အထက်ကပထမအဦးဆုံးတစ်ချက်ကအခြေအနေကိုလက်ခံသိရှိဖို့ပါ။ ဒါကို acknowledge the reality လို့ခေါ်ပါတယ်ပထမဆုံးနဲ့အခက်အခဲဆုံးအဆင့်ကတော့ငါတော့ toxic relationship အစိတ်တောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကို ရောက်နေပြီဆိုတော့ကိုရဲရဲဝံ့ဝံ့လက်ခံဖို့ပါပဲအရာရာကိုကောင်းသွားလိမ့်မယ်လို့မျှော်လင့်တာဒါမှမဟုတ်အစိတ်တောက်ဖြစ်စေတဲ့သူကိုပြောင်းလဲပေးနိုင်မယ်လို့ထင်တာမျိုးကိုရက်တန့်ဖို့လိုအပ်ပါတယ် life coach နဲ့စာရေးဆရာတယောက်ဖြစ်တဲ့ steve marabolia ဒီလိုပြောခဲ့ဘူးပါတယ် Don't confuse familiar with acceptable. Toxic relationships can food you like that look ပြောခဲ့ပါတယ်။ယဉ်နီကျွမ်းဝင်နေတာကိုလက်ခံနိုင်စရာလုံးမထင်ပါနဲ့တဲ့။ Toxic ဆက်ဆံရေးတွေကဒီလိုပဲတင့်ကိုလှည့်စားတတ်ပါတယ်တဲ့။ဒုတိယတစ်ချက်ကတော့စီမင်းသတ်မှတ်ချက်တွေချမှတ်ဖို့ပါ။ဒါကို set clear boundaries လို့ခေါ်ပါတယ်။တင့်ရဲ့ကိုယ်ပိုင်နယ်နိမိတ် boundaries တွေကိုပြန်လည်သတ်မှတ်ပါ။ သင်ဘာတွေကိုလက်ခံနိုင်တယ်ဘာတွေကိုတော့လုံးဝလက်မခံနိုင်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောဆိုဖို့လိုအပ်ပါတယ်ဒီနယ်နိမိတ်တွေကို ချိုးဖောက်လာရင်လည်းခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတုံ့ပြန်မှုတွေကိုလှုပ်ရဲရပါမယ်ဥပမာစော်ကားလာတဲ့ဇကားတွေပြောလာရင် ဖုံးနေချပစ်တာခဏတာရှောင်ဖဲနေတာမျိုးကို ပြုလုပ်သင့်ပါတယ်နောက်တစ်ချက်ကတော့ seek support လို့ခေါ်တဲ့အထောက်ပံ့ရှာဖို့ပါယုံကြည်ရတဲ့တငယ်ချင်း မိသားစုဒါမှမဟုတ်စိတ်ပညာရှင် therapist တယောက်စီကနေအကူအညီနဲ့အားပေးမှုကိုရယူဖို့လိုအပ်ပါတယ်။တယောက်ထဲရုံးကန်နေရတာထက်စာရင် အပြင်ကလူရဲ့အမြင်ကိုရတာကအခြေအနေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်စေပါတယ်။နောက်တစ်ချက်ကတော့ prioritize self care လို့ခေါ်တဲ့ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ပါ။ toxic relationship မှာကြာလာရင် ကိုယ်စိတ်ကိုပင်ပန်းနွမ်းနေစေပါတယ်။ ဒါကြောင့်ကိုကိုကိုပြန်လည်အားဖြည့်ဖို့ကိုဦးစားပေးရမှာပါ။အဲ့ရေးဝအောင်အိတ်တာ၊ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားတာ၊လေ့ကျင့်ခန်းလုပ်တာ၊ဝါသနာပါတာတွေလုပ်တာစသဖြင့်စိတ်ကိုပျော်ရွှင်စေမယ့်အရာတွေကိုပြန်လည်ပြုလုပ်ဖို့လိုအပ်ပါတယ်။ Toxic relationship တစ်ခုကနေရင်ဆိုင်ကြော်ဖြတ်ခဲ့တဲ့သူတယောက်ကကျွန်တော်ကိုဒီလိုပြောမှုပါတယ်။တစ်ချိန်လုံးကကျမ့်ရဲ့အခြေအေးဟာအမြဲတမ်းစိတ်ဖိစီးမှုတွေ၊ကြောက်ရွံ့မှုတွေနဲ့ပြည့်နေနေတယ်။ ကိုကိုကိုတန်ဖိုးရှိမှမသိတော့ဘူး။ဒါမဲ့တနေ့ကျတော့ဒီလိုဆက်ဆံနေတာဟာသူ့ကိုချစ်တာမဟုတ်ဘူး။ကိုကိုကိုတတ်နေတာလို့သဘောပေါက်သွားတယ်။လမ်းခွဲလိုက်တယ်။လမ်းခွဲလိုက်တာဟာအရင်နာကျင်ပေမဲ့အဲ့ဒီနာကျင်မှုကအနာကျက်ခြင်းရဲ့အစဖြစ်တယ်ဆိုတာနောက်မှသိလိုက်ရတယ်။အခုဆိုရင်ကျမမှငြိမ်းချမ်းမှုရှိပြီးကျမကိုတကယ်တန်ဖိုးထားတဲ့သူနဲ့ပျော်ရွှင်နေရပြီလို့ရင်ဖွင့်ပူပါတယ်။ညီကုန်းချုပ်အနေနဲ့ ကျွန်တော်တို့လူတိုင်းလူတိုင်းဟာလေးစားမှုယုံကြည်မှုနဲ့ပျော်ရွှင်မှုတွေကိုရထိုက်ပါတယ်။တင့်ကိုနာကျင်စေတဲ့ဆက်ဆံရေးတစ်ခုကို လက်လွတ်လိုက်ရတာဟာ အဆုံးသတ်ခြင်းမဟုတ်ပါဘူး။ဒါကတင့်ရဲ့ဘဝစာမျက်နှာအစ်စ်တစ်ခုကိုတတ်သိရှိရှိနဲ့စတင်လိုက်တာပါ။စာရေးဆရာဂျာမနီကန်ကဒီလိုပြောပါတယ်။ You are in control of your life. set new boundaries by removing all of the toxic people from your inner circle သင်ဘဝကိုသင်ကိုယ်တိုင်ထိန်းချုပ်နေတာပါသင်ပတ်ဝန်းကျင်ကအစိတ်တောက်ရှိတဲ့လူအလုံးကိုဖယ်ရှားခြင်းဖြင့်နေနမိတ်အစ်စ်တွေချမှတ်လိုက်ပါတဲ့သူကဒီလိုပြောခဲ့ပါတယ်အဲ့ဒီတော့ကျွန်တော်ရဲ့မိတ်ဆွေများလည်းကိုကိုယ်တိုင်က toxic relationship တွေကို ရောက်နေပြီလားရောက်နေခဲ့ရင်ဘလို့ရင်ဆိုင်ကြော်ဖြတ်ဖို့လိုနေသလဲဆိုတာကို ကိုယ်တိုင်စဉ်းစားဖို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ focus လေးကိုဒီနေရာမှာရန်နာလိုက်ပါမယ်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ